ဒီနေ့တော့ဆလာနံပါတ်40နဲ့တိပြပါရယ်ဆလာနံပါတ်41ကံကြီး41အငယ်1မှ3စင်ရသောသူကိုအောင်းမေသောသူသည် မင်္ဂလာရှိခေရင်သောကာလ၌ထိုသူကိုသာဝရဖျားကယ်နှုတ်တော်မူမီသာဝရဖျားသည်စောင့်မ၍အသက်ချမ်းသာပေးတော်မူသည်ဖြင့်ထိုသူသည်ပြည်တော်၌ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည် ထိုသူကိုယံသူတို့ အလိုတို့ကိုတော်သည်အတော်မမူပါ သူသည်နာဖျား၍တုံးလုံးနေသောအခါထာဝရဘုရားသည်ထောက်ပံ့တော်မူမည်နာ၍နေစဉ်ကာလကိုတော်သည်သူ၏အိယာရှိသည်မြကိုလှံပြန်တော်မူမည်အငယ်၄မှ၉ငါလျှောက်ဆိုရသည်ကားအိုထာဝရဘုရားအကျွန်ုပ်ကိုတနာတော်မူပါ အကျွန်ုပ်သည်ကိုတော်ကို ပြမှားမိသည်ဖြစ်၍ အကျွန်ုပ်၌စိတ်ဝိညာဉ်ဤအနာကိုပျောက်စေတော်မူပါဟုလျှောက်ဆို၏ငါရန်သူတို့ကသူသည်တေ၍သူ၏နာမသည်အဘယ်ကာလမှတိမ်မြုပ်လိမ့်မည်နည်းဟုငါကိုမနာလို၍ဆိုတတ်ကြ၏ငါကိုကြည်လာတော်သူသည်မှုသာစကားကိုပြောတတ်၏သူ၏နှလုံးသည်လည်းမကောင်းသောအကြံကိုစီးပူးသည်နှင့်ထွက်သွားသောအခါထုတ်ဖော်ပြောတတ်၏ ငါကိုမုံသောသူအပေါင်းတို့သည်ငါကိုရံပက်ပြု၍တယောက်နှင့်တယောက်တိုးတိုးပြောလျက်ငါ၌မကောင်းသောအကြံကိုကြံစီတတ်ကြ၏သူ၌အာရမအမှုအရာဆွဲကပ်သည်ဖြစ်၍တခါလဲလျင်နောက်တဖန်မထရဟုဆိုကြ၏အကယ်စင်စစ်ငါယုံ၍ငါမုံကိုစားသောအဆွေခင်မွန်းသည်ငါကိုခြေနှင့်ကြောက်သည်ငါ၏တဆေမဆတော ိုထာဝရဖျားသူတို့အပြစ်ကိုအကျွန်ုပ်ဆက်ပေးနိုင်မည်အကြောင်းအကျွန်ုပ်ကိုတနာ၍ထမ်းမြောက်စေတော်မူပါ အကျွန်ုပ်ဤရန်သူသည်အကျွန်ုပ်အားမနိုင်ကြောင်းကို ထောက်၍ကိုတော်သည်အကျွန်ုပ်ကိုမျက်နိုးတော်မူသည်ဟု သိရပါ၏ကိုတော်သည် အကျွန်ုပ်ကိုအကျွန်ုပ်ဆုံတင်ခြင်းအရာ၌မဆ၍ကာလအစဉ်ဆက်ရှေ့တော်မှနေရာပေးတော်မူလတံဣဒြေလမျိုး၏ဘုရားသခင်ဒီဟုသော ဒါရဖျားဒီကဘာဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းအာမင်နှင့်အာမင်ခေနော်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်